Facebook ပိတ်နဲ့ Facebook account ပိတ်တွေကနေငွေရှာလို့ရအောင် content monetization set up ရှောက်တဲ့နည်းကိုကြိုးပြပေးမှာဖြစ်ပါတယ် Facebook software လေးတွေကိုဝင်ပြီးတော့မှကိုယ့်ရဲ့ Facebook account နဲ့ login ဝင်လိုက်ပါ menu လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီထဲမှာကျွန်တော်တို့ Facebook ပိတ်ဖွင့်ထားတဲ့မိတ်ဆွေများဆိုလို့ရှိရင်တော့ Facebook ပိတ်အတွက် content monetization ရှောက်မယ်ဆိုရင်ဒီကိုယ့်ရဲ့ Facebook ပိတ်ထဲကို click နှိပ်ပြီးတော့ဝင်သွားလိုက်ပါ ရီယူ Facebook account ကနေပြီးတော့ professional mode ဖွင့်ပြီးတော့ပိတ်ပုံစံပြောင်းထားတဲ့မိတ်ဆွေများဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ profile လေးထဲကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါပိတ်မှာပဲဝင်ဝင် professional dashboard ထဲကိုတစ်ချက် click ပြီးတော့ဝင်သွားလိုက်ပါဒါဖက်ကိုတစ်ချက်ဆွဲပေးလိုက်ပါ monetization ကိုတစ်ချက်နှိပ်လိုက်ပါ okay ဒီထဲမှာအခုအဓိကအဖြစ်ငွေရှာလို့ရတဲ့ monetization အမျိုးအစား၃ခုရှိတဲ့နေရာထဲကနေပြီးတော့ဘေးထဲကနေပဲဖြစ်ဖြစ်ကျွန်တော်တို့ဝင်လို့ရပါတယ်ဝင်ပြီးတော့မှ content monetization တွက်လျှောက်လို့ရပါတယ်ဆိုတော့ ကျွန်တော်ကအပေါ်နားလေးက ADS on rail နေရာမှာနေပြီးတော့မှသွားလျှောက်လိုက်ပါမယ်။ Okay ကျွန်တော် ADS on rail နေရာမှာကျွန်တော်နေလိုက်ပြီဆိုရှင် Lemon Road နေရာမှာတစ်ချက်ပြန်ပြီးတော့နေပေးလိုက်ပါ။အောက်ဖက်ကိုနေနေဆွဲကြည့်လိုက်မယ်။ဒီနေရာမှာတစ်ချက်ခလိုက်လိုက်ပါ။ Okay ပြီးတော့တော့ကျွန်တော်တို့ဒီအောက်နားလေးမှာ invite here ဆိုတဲ့နေရာမှာတစ်ချက်နေလိုက်ပါ။အောက်ဖက်ကိုနေနေဆင်းသွားလိုက်မယ်။ email address နေရာမှာကျွန်တော်တို့ Facebook account ရဲ့ email ကိုဒီနေရာမှာလာပြီးတော့ထည့်ပေးလိုက်ပါ Facebook account URL နေရာမှာကျွန်တော်တို့ Facebook ပိတ်နဲ့ရှောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Facebook page link ပေါ့နော် URL ကိုဒီဒီနေရာမှာလာပြီးတော့ထည့်လိုက်ပါဒါမှမဟုတ် YouTube Facebook account ကနေပြီးတော့ Facebook page ပုံစံပြောင်းထားတဲ့ Facebook account ရဲ့ URL ကို copy link ယူပြီးတော့ဒီနေရာမှာလာပြီးတော့ထည့်လိုက်ပါဒီအောက်နားလေးက Ada Social Media account နေရာမှာဆိုလို့ရှိရင် တခြားဆိုရှယ်မီဒီယာအကောင့် link တွေကိုဒီညမှာလာပြီးတော့ထည့်လို့ရပါတယ်ဥပမာ YouTube သို့ YouTube ဒါမှမဟုတ် Telegram လား TikTok လားစသည်ဖြင့်ထည့်လို့ရပါတယ်ကြည့်ဒါဆိုရင်ကျွန်တော်စပြီးတော့ထည့်လိုက်မယ် Okay ကျွန်တော် email လေးထည့်ပြီးသွားပြီ Facebook အကောင့် page URL လေးထည့်ပြီးသွားပြီပြီးရင် other social media link လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ content monetization ရှောက်လို့ရပြီရှောက်မယ်ဆိုရင်အောက်နာလေးက let's do this ကိုနှိပ်ပြီးတော့ကျွန်တော်ရှောက်လိုက်လို့ရပါတယ်โอเคကိုနှိပ်လိုက်လို့ရှိရင်ရပြီ Facebook ကနေပြီးတော့ကျွန်တော်တို့ရဲ့ Facebook account page တွေကို review လုပ်မှာဖြစ်ပါတယ်ဗျနော်စစ်ဆေးမှာဖြစ်ပါတယ် Facebook account page မှာပဲဖြစ် Facebook page မှာပဲဖြစ်တင်ထားတဲ့ content တွေဟာသူတို့ရဲ့ policy နဲ့ကိုက်ညီတယ်သူတို့ရဲ့စီမင်းစည်းကမ်းချက်တွေကိုမချိုးဖောက်ဘူးဆိုလို့ရှိရင်တော့အမြန်ဆုံးကျွန်တော်တို့ကို content monetization set up လာပြီးတော့ပေးမှာဖြစ်ပါတယ်။အဲ့ခါကျရင်ကျွန်တော်တို့ set up မှာနေပြီးတော့လိုအပ်တဲ့ bank account တွေချိတ်ဆက်ပြီးတော့မှ Facebook ပေါ်မှာ content တွေတင်ပြီးတော့ကျွန်တော်တို့ငွေရှာလို့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။မိတ်ဆွေတို့အတွက်ဒီ video လေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။အကျိုးရှိတယ်ဆိုရင် video လေးကို like and share များလုပ်ပေးတော့နိုင်ပါတယ်။နားမလည်တာတွေရှိရင် video အောက်မှာ comment လေးတွေရေးပြီးတော့မေးမြန်းထားနိုင်ပါတယ်။နောက်ထပ် video တွေမှာလည်း Facebook ပေါ်မှာငွေရှာတဲ့နည်းလမ်းလေးတွေကို select ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။